အားလုံးပဲမင်္ဂလာပါခင်ဗျာဖူခတ်လို့ပြောရင်အခုမြင်နေရတဲ့နိုင်စင်ကြီးနဲ့အဆောက်အဦးဦးလှလှကြီးနှစ်ခုကို လူတိုင်းလူလူသိကြမှာပါဟုတ်ကဲ့ဒီရှေးဟောင်းအဆောက်အဦးနှစ်ခု အပါဝင်ရဟန်းကိုလှတဲ့ရှေးဟောင်းအဆောက်အဦးတွေကဖူခတ်အိုတောင်းထဲမှာရှိနေပါတယ်ဒီအဆောက်အဦးတွေကြောင့်ပဲခီးသွားတွေကဖူခတ်အိုတောင်းကိုအလဲလာကြတာပါဒီနေ့ဗီဒီယိုမှာကတော့ဖူခတ်အိုတောင်းမှာဘာတွေရှိတယ်ဘာကြောင့်လေပတ်တင့်နေဆိုတာကိုလိုက်ကြည့်အောင်ပါဗျာ ဖူကတ်အိုတောင် area ကအရန်အကြီးကြီးတော့မဟုတ်ပါဘူးဗျဒါပေမဲ့ area တစ်ခုလုံးမှာက Sino Portuguese Architecture လို့ခေါ်တဲ့တရုတ်ပေါ်တူဂီလက်ရရှေးဟောင်းအဆောက်အဦတွေအများကြီးရှိနေပါတယ်ဗျ19ရာစုနှစ်တုန်းကဖူခက်ကျွန်းကမိုင်းလုပ်ငန်းတွေရဲ့အချက်အချာဒေတာဖြစ်ခဲ့တာကြောင့် တရုတ်လူမျိုးရွှေပြောင်းအလုပ်သမားတွေနဲ့ဥရောပကကုန်တွေတွေအများပြားလာရောက်ခဲ့ကြပြီးစီးပွားရေးလုပ်ခဲ့ကြတဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းဖူခတ်အိုတောင်တွေကအဆောက်အဦတွေကတရုတ်နဲ့ပေါ်တူဂီဗီဒူကာစတိုင်အဆောက်အဦတွေဖြစ်နေခဲ့တာပါ။အဆောက်အဦတွေကအပြင်ဘက်ကကြီးလိုက်မယ်ဆိုရင်ဥရောပအဆောက်အဦဒီဇိုင်းဖြစ်နေပေမယ့်အတွင်းပိုင်းအပြင်စင်တွေကတော့တရုတ်အိမ်တွေဖြစ်တာမို့တရုတ်ရိုးရအငွေအသက်တွေနဲ့ပြင်ဆင်ထားတာမျိုးဖြစ်နေမယ်ဗျ။ယနေ့ခေတ်မှာဆိုရင်လည်းပဲ ဖူခတ်အိုတောင်းနဲ့အိုတောင်းအနီးအနားမှာတရုတ်ဘုံချောင်းတွေတရုတ်စားတောက်ဆိုင်တွေအများကြီးရှိနေသေးတာကိုတွေ့ရမှာပါဗျ။ အိုတောင်းကိုအလေလာတင်တဲ့ရက်ကတော့တနင်္ဂနွေနေ့ပါဗျ Sunday ဆိုရင်ဒီအိုတောင်းထဲမှာ Sunday night walking street ဆိုပြီးတော့ညာသေးခင်းပြီးတော့ဆိုင်တွေရောင်းကြပါတယ်ဖူခတ်မှာအစီဆုံးနဲ့နမဲအကြီးဆုံးညာသေးတစ်ခုပါကျွန်တော်ကတော့ Sunday night walking street နဲ့မကြုံလိုက်ဘူးဗျနောက်များဖူခတ်ကိုအလေသွားပြင်ရင်တော့ရောက်အောင်သွားမယ်လို့စိတ်ကူးထားပါတယ်ဗျအိုးတောင်းကညနေခင်းပိုင်းနဲ့ညပိုင်းတွေဆိုရင်အရန်ကိုစီးပါတယ် အစာအုပ်တွေနဲ့ဓာတ်ပုံလာရိုက်ကြတဲ့သူတွေစားတောက်ဆိုင်တွေမှာညစာစားဖို့ထွက်လာတဲ့သူတွေနဲ့စီနေတာကိုတွေ့ရပါမယ်။ဖုခတ်အိုတောင်းထဲမှာအများစုတွေ့ရမှာကကော်ဖီဆိုင်တွေစားတောက်ဆိုင်တွေနဲ့လက်ဆောင်ပစ္စည်းဆိုင်တွေအပါအဝင် travel တိုးရုံးခန်းတွေဆိုင်အတော်များများရှိပါတယ်။ထိုင်းနဲ့တရုတ်စားတောက်ဆိုင်တွေဆိုရင်လည်းအတော်လေးကိုများပါတယ်။ဖုခတ်ကမီရှယ်လင်အဝတ်ရပြီးတော့ညာပိုင်းဆိုရင် လူတွေတန်းစီပြီးတော့ဆောင်ရတဲ့ဆိုင်အများစုကဒီဖုခတ်အိုတောင်းထဲနဲ့ အနည်းတစ်ဝိုက်ကဆိုင်တွေပါဗျထိုင်းနဲ့တရုတ်ဟင်းချက်လက်ရာတွေကိုမြေဆန်းကြည့်ခြင်းနဲ့ဆိုရင်ဒီဖူခတ်အိုတောင်းကိုလာရမှာပါဗျဖူခတ်ရဲ့ကမ်းခြေနေရာတွေမှာကတော့အနောက်တိုင်းအစားအသောက်ရောင်းတဲ့ဆိုင်တွေကပိုပြီးတော့များပါတယ်ဗျ ဖူခက်ရဲ့ Instagram support အတော်များများကလည်းဖူခက်အိုတောင်းထဲမှာပဲရှိတယ်လို့သိရပါတယ်ဗျ။အိုတောင်းထဲကတလန်းချင်းစီနေရာတစ်ခုချင်းစီအလိုက်စိတ်ဝင်စားစရာတွေနဲ့ပြည့်နေပါတယ်ဗျ။ဖူကာအိုတောင်းတွေကအခုလိုမျိုးလမ်းတွေလေးတွေထဲမှာလည်းဆိုင်ငန်းတွေနဲ့ဈေးဆိုင်တွေရှိတာကိုတွေ့ရပါမယ်ဗျ။ ဓာတ်ပုံရိုက်ဆရာနေရာတွေကအခုလိုမျိုးလမ်းကြားလေးတွေအပြင်နေရာတော်တော်များများမှာရှိတာကိုလည်းတွေ့ရပါတယ်ဗျ။ ူခတ်ဦးတောင်းထဲမှာဆိုရင် hostel တွေ hotel တွေလည်းရှိပါတယ်ဗျဖူခတ်ဦးတောင်းကဖူခတ်မှာတဲတဲ့တဲ့နေရာတွေတဲကတခုလို့ဆိုနိုင်ပါတယ်ဗျဒီနေရာကကမ်းခြေတွေနဲ့ဝေးတယ်ဆိုပေမဲ့ဦးတောင်းနဲ့လယ်မယ်ပတ်မယ်ဆိုရင်အ ਨੇ ဆုံးတညလောက်တော့တဲတဲ့ပါတယ်ဗျအကြံပေးရမယ်ဆိုရင်တော့စနေညစီမှာအေးစစလေပတ်လို့ရအောင်တင်းငွေနေလို့ညမျိုးဦးတောင်းထဲမှာတဲတဲ့ပါတယ်ဂျန်နေရက်တွေကတော့ကန်းကြီးဘက်တွေတဲဖို့အကြံပေးကြပါတယ်တကယ်လို့ကန်းကြီးတွေဘက်မှာတဲပြစ်လို့ အိုးတောင်းတဲ့ကိုအလေလာခြင်းနဲ့ဆိုရင်လေလိုင်းကားတွေတော့ရှိပါတယ်ပတောင်ကန်းကြီးကတာကရွန်ကန်းကြီးတို့ကနေလိုင်းကားစီးပြီးတော့လာလည်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ